အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Bami Motivation Gallery မှာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ရဲ့ channel လေးကနေ share link လောက်သွားပြီးမယ်အကြောင်းအရာကတော့ Messi တို့ရဲ့ဘဝကို ပြောင်းလဲဖို့အကူအညီပေးနိုင်မယ်နီလန်းခွန်တွေပဲဖြစ်ပါတယ်ဒီနီလန်းလေးတွေကအကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ပထမဆုံးနီလန်းတင်မှုကိုဘယ်တော့မှမရက်တတ်ပါနဲ့ကျွန်တော်တို့ဘဝမှာနေ့စဉ်နဲ့အမျှ အသည့်အသည့်တွေကိုတည်ယူနေဖို့လိုအပ်ပါတယ်လူအများစုဟာသူတို့တည်ပြီးသားအရာတွေကလောလောတယ်လို့ယုံကြည်တဲ့အတွေ့တင်ယူလာကိုရက်လိုက်တဲ့အခါသူတို့ဘဝမှာအခက်အခဲတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ဒါပေမဲ့အမှတ်တရကတော့တင်ယူလာကိုရက်လိုက်ရင်သင်ဟာတိုးတက်လာမှာမဟုတ်သလို နောက်ကလည်းကြံခဲ့ပါလိမ့်မယ်တင်ယူတဲ့အရာတိုင်းဟာတချင်းချင်းမှာအသုံးဝင်တဲ့လက်ရက်တစ်ခု ဖြစ်လာပါလိမ့်မယ်ဒါစွမ်းရည်တစ်ခု အတွေ့အမြင်တစ်ခုဒါမှမဟုတ် အမြင့်တက်တခုဖြစ်နိုင်ပါတယ်အဲ့ဒါကတဲ့ဘန်းနိုင်တွေစီတလန်းချင်းပုံနီးလာစေပါတယ်ကဘာမဘာအမြင့်တဲ့လူတွေဟာအမြဲတမ်းသိချင်းစိတ်ပြင်းပြကြပြီးအမြဲတမ်းသင်ယူနေကြပါတယ်မိတ်ဆွေဟာဒီနေ့ကိုမိနစ်30ပဲအကျိုးရှိတဲ့အရာတစ်ခုကိုသင်ယူဖို့အချိန်ပေးမယ်ဆိုရင်ဒီနေ့အတွင်းမှာဘာမှမလိလာပဲရက်နေတဲ့တခြားလူတွေထက်အများကြီးရှိကိုရောက်နေပါလိမ့်မယ်ဒါကြောင့်သင်ယူတာကိုဘယ်တော့မှ မရက်တန့်ပါနဲ့ ဒုတိယနီလန်အတွေးတွေကိုရက်လိုက်ပြီးအလုံနဲ့တက်တည်ပြပါလူများစုဟာတွေးတော်ပြီးအစီအစဉ်ချတတ်ကြပြီမဲ့ဘယ်တော့မှလက်တွေမလုပ်ကြပါဘူးသူတို့ဟာဘယ်တော့မှမလာမဲ့အကောင်းဆုံးအချိန်ကိုစောင့်နေကြပါတယ်ဒါပေမဲ့အောင်မြင်တဲ့သူတွေကတော့လက်ပိုက်ပြီးထိုင်မနေပါဘူးသူတို့ဟာကိစ္စသေးသေးလေးတွေကအစားချက်ချင်းလှုပ်ဆောင်မှုတွေကို လုပ်လို့ရှိပါတယ်သူတို့ရဲ့အချိန်တွေကိုဟိုလဲဒီလဲလုပ်နေတာဒါမှမဟုတ် ဖုန်းကိုပဲအချိန်မီကြည့်နေတာမျိုးနဲ့မဖြုံးတိကြပါဘူးဒါအပြင်သူတို့ဟာနေတိုင်းအတွက်ရှင်းလင်းတဲ့ပန်းနံတွေချမှတ်ပြီးအဲ့ဒါတွေစီကိုဥတီလောက်ကင်နေကြပါတယ်ကျွန်တော်တို့အားလုံးဟာတနေ့ကို24နာရီစီရှိကြပါတယ်တခုတည်းသောကြွားချက်ကတော့အဲ့ဒီအချိန်ကိုကျွန်တော်တို့ဘယ်လို အသုံးပြုလဲဆိုတာပါပဲသင်ရဲ့အချိန်ကိုဉာဏ်ပညာရှိရှိစီမံခန့်ခွဲတက်လာရင်သင်ငယ်တဲ့စူးစမ်းအထောက်အမှုတွေကတော့အချိန်ကြာလာတဲ့အများ ြီးမားတဲ့ရလဒ်တွေကိုဖြစ်ပေါ်စေပါလိမ့်မယ်တတိယနီလန်ကိုကိုကိုစီကဲချမှတ်ပါလူများစုဟာခရတာဆရာထက်သက်မှုအပေါ်မိခိုနေပြီးရန်နေငယ်ကြပြီးတဲ့နောက်အချုံးပေးလိုက်တတ်ကြပါတယ်ဒါပေမဲ့စီကဲချမှတ်တယ်ဆိုတာကတင်းရဲ့လုံယုံလုံစင်တွေကိုဆက်လက်လှုပ်ဆောင်ခြင်းအာယုံပြည့်လင်းမှုတွေကိုရှောင်ရှားခြင်းနဲ့အခက်အခဲရှိနေတဲ့အချိန်မှာတော့တင်းရဲ့ဗတ်တိုင်တွေအတွက် အလုပ်လုပ်ချင်းပါပဲဥပမာအိတ်ခဲနေတဲ့စောင်းရသည့်မနက်ခင်းတစ်ခုကိုစိတ်ကူးကြည့်လိုက်ပါတဲ့ရဲ့နှိုးဆက်ကမနက်9:00နာရီမှာမိလာမယ်ဒါပေမဲ့အိယာကနေထားကျင်စိတ်မရှိဘူးတဲ့ရဲ့ဆောင်းလေးကနှွေးနေမယ်တဲ့ရဲ့ခနာကိုကလည်းပြင်းရင်နေမယ်ပြီးတော့တဲ့ရဲ့စိတ်ကလည်းနောက်တဲ့ခနာလောက်အိတ်လဲအောင်မယ်လို့ပြောနေမိမယ်ဒါပေမဲ့တင်ကကိုယ်စိတ်ကိုလိုက်လျောနေမယ်အစား ချက်ချင်းအင်အားကထားလိုက်ကမျက်နှာကိုရေးရည်နဲ့တစ်လိုက်ပြီးတင်းရဲ့တနေတာကိုစတင်လိုက်မယ်။အဲ့ဒါကကိုကိုကိုဘဲချင်းအင်အားထားပြီးအလုပ်လုပ်ရမယ်လို့ချမှတ်ထားတဲ့စီကံပါပဲ။ဒါကြောင့်မယ်အိမ်မက်မတ်တဲ့သူတွေနဲ့အောင်မင်းအောင်လက်ဆောင်သူတွေကိုကွဲပြားသွားစေတာဖြစ်ပါတယ်။စတုထာနီလန်စွန်စားရတဲ့တက်တိရှိပါလူများစုဟာသူတို့ရဲ့ဘဝမှာ ကြီးမားတဲ့အရာတစ်ခုကိုလှုပ်ချင်ကြပေမဲ့သူတို့ရဲ့တက်တောင့်တက်တာဆောင်ကနေဘယ်တော့မှမထွက်ကြပါဘူးသူတို့ဟာရှုံနေမှုစိန်ခေါ်မှုနဲ့မတိသေးတဲ့အရာတွေကိုကြောက်နေကြပါတယ်ဒါပေမဲ့အမှတ်တရကတော့စွန့်စားခြင်းမရှိဘဲတဲ့ဟာအောင်မြင်နိုင်မှာမဟုတ်ပါဘူးကြီးမားတဲ့စီးပွားရေးလုပ်ငန်းရှင်အမှုပညာရှင်ဒါမှမဟုတ်စိတ်ကုစိတ်တန်းရှိတဲ့လူတိုင်းဟာသူတို့ဘဝရဲ့တစ်ချိန်ချိန်မှာစွန့်စားခဲ့ရတာပါပဲသူတို့ဟာ တတောင့်တတရှိတဲ့အရာတွေကိုခြံထားခဲ့ပြီးတခြားသူတွေကြောက်ရွံ့တဲ့အရာတွေကိုလွတ်ဆောင်ခဲ့ကြပါတယ်။အဲဒါကသူတို့ကိုကွဲပြားသွားစေတာပါပဲ။ရှုံးနေမှုတွေဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အောင်မြင်နိုင်ခြင်းကလည်းရှိနေပါတယ်။ဒါကြောင့်ဘဝမှာစုံစမ်းမှုတွေကိုလွတ်ဆောင်ပါ။အသွေးအမြင်တွေကိုစမ်းကြည့်ပါ။တဲ့ရဲ့အတားအဆီးတွေကိုတွန်းထုတ်လိုက်ပါ။ဘာလို့လဲဆိုတော့ တက်တောင့်တက်တာဆုံးကလုံကျုံတယ်လို့ခံစားရနိုင်ပေမဲ့အဲ့ဒီမှာတော့ဘာတစ်ခုမှကြီးထွားလာမှာမဟုတ်လို့ပါတင်စမနီလန်တင့်ညော်လဲပေါင်းဝဲကျင်မှာနေထိုင်မှာတင်ဟာဘယ်သူတွေနဲ့အချိန်ကုန်ဆုံးလဲဆိုတာကနောက်တစ်ချိန်မှာတင်ဘယ်သူဖြစ်လာမလဲဆိုတာကိုပုံဖော်ပေးနိုင်ပါတယ်ညင်ညူတက်ပြီးအကြောင်းပြချက်တွေပေးတဲ့တဲ့ဘာမှမလုပ်တဲ့သူတွေနဲ့အချိန်ကုန်ဆုံးနေမယ်ဆိုရင်တင်ဟာလဲနောက်ဆုံးမှာသူတို့လိုဖြစ်လာပါလိမ့်မယ် ဒါပေမဲ့တင့်ရဲ့ဘဝချင်းမှာကောင်းမွန်တဲ့ရည်ရွယ်ချက်တွေအပြည့်စုံသောဆောင်ပြီးစူးစမ်းလုပ်ကိုင်တဲ့သူတွေပါဝင်နေမယ်ဆိုရင်တင်ဟာလည်းသူတို့လိုတွေးခေါ်လှုပ်ဆောင်လာပါလိမ့်မယ်။သူတို့ရဲ့စွမ်းရည်တွေကတင့်ကိုမြင့်တင်ပေးပါလိမ့်မယ်။ဒါကြောင့်တင်ဘသူတို့နဲ့အချိန်ကုန်ဆုံးလဲဆိုတာကိုသတိထားပါ။တင့်ကို အောင်ဆွဲချမဲ့မကောင်းတဲ့လူတွေပြင်းရတဲ့လူတွေဒါမှမဟုတ်အဆုံးမြင်တဲ့လူတွေနဲ့ဝိုးဝေးနေပါ။ သင်ကိုစိတ်ဓာတ်တက်ကြစေပြီးယုံကြည်မှုတွေကြီးထွားစေဖို့တော်အားပေးတဲ့သူတွေနဲ့ကိုကိုကိုပတ်ဝန်းကျင်ဖန်တီးပါစတ္ထမနီလာစိတ်ဓာတ်ကို ခိုင်မာစွာတည်ဆောက်ပါလူတိုင်းဟာတချင်းချင်းမှာရှုံးနေမှုနဲ့ရင်ဆိုင်ရပြီးစိုးရတဲ့နေ့တွေနဲ့ကြုံရမှာပဲဖြစ်ပါတယ်ဒါပေမဲ့အောင်မြင်တဲ့သူတွေကတော့ဘာပဲဖြစ်ဖြစ်ဆစ်ဆက်တောင်းနေတဲ့သူတွေပဲဖြစ်ပါလေအောင်မြင်မှုဟာ လုံဝန်းကိစ္စကြီးတွေကိုလွှတ်ဆော်ရကနေဖြစ်ပေါ်လာတာမဟုတ်ပါဘူး။တင်းငယ်ပြီးဇွဲစီးတဲ့စိတ်နဲ့စ조사အထောက်မှုတွေကနေအချင်းကြလာနဲ့အမျှအောင်မြင်မှုကြီးတွေဖြစ်ပေါ်လာတာပါ။ချက်ချင်းရလက်တွေကိုမမျော်လင့်ပါနဲ့။စိတ်ချပြီးအာရုံစိုက်နေပါ။တိုးတက်မှုကနေကွေးနေသလိုခံစားရရင်တောင်ဆစ်ဆက်ပြီးရွေလျားနေပါ။တင်းငယ်တဲ့ခြေလမ်းတိုင်းဟာသူ့ရဲ့ပန်းနဲ့စီကိုပိုနီးကပ်လာစီပါတယ်။ဘာလို့လဲဆိုတော့ တင်းရဲ့ခိုင်မာတဲ့စိတ်ကရှုံးနေမှုတွေကိုအနိုင်ယူပြီးဇွဲရှိခြင်းကကန့်ကောက်ခြင်းကိုအနိုင်ယူနိုင်လို့ပါ။ဒါကြောင့်စောစောစီစီအရှုံးမပေးလိုက်ပါနဲ့။တတမနီလန်းနောက်ဆုံးနီလန်းအနေနဲ့ကိုကိုကိုယုံကြည်မှုတည်ဆောက်ပါ။ကိုကိုကိုယုံကြည်မှုဆိုတာအောင်မြင်မှုတိုင်းရဲ့အခြေခံအုံမြင်ပဲဖြစ်ပါတယ်။အောင်မြင်ဆုံးသူတွေဟာမွေးရပါထူးခြားတာမဟုတ်ပါဘူး။တခြားဘယ်သူမှ သူတို့ကိုမယုံကြည်တဲ့အချိန်မှာသူတို့ဟာကိုကိုကိုယုံကြည်ခဲ့ကြပါတယ်။တရားကိုကိုကိုတန်တရားဝင်နေမယ်ဆိုရင် အောင်မြင်ဖို့အတွက်လိုအပ်တဲ့ခြေလှမ်းတွေကိုဘယ်တော့မှလက်နိုင်မှာမဟုတ်ပါဘူး။တခြားသူတွေစီကထောက်ခံချက်တွေကိုထောက်ပံ့ဆောက်လည်ရပါလိမ့်မယ်။လုံငန်းတစ်ခုဆောက်လုပ်ဖို့အတွက်တခြားသူတွေစီကနေထောက်ခံချက်တွေကိုလိုက်တောင်းနေစရာမလိုပါဘူး။ပြီးတော့ယုံကြည်မှုဆိုတာပြီးပြည့်စုံနေတာကိုပြောတာမဟုတ်ပါဘူး။ တခုခုမှတ်သားခဲ့ရင်တောင်အရာအားလုံးကိုပြန်လည်ဖြည့်ရှင်းတိုင်နေဆိုတဲ့တည့်ရစိတ်ကယုံကြည်မှုပဲဖြစ်ပါတယ်။ဒါကြောင့်တစုံပြောကတဲ့ကိုမင်းသာရှုံးနေခဲ့ရင်ဘလို့လုံးမလဲလို့မေးလာတဲ့အခါအဲ့ဒီလူကိုငါသာအောင်မြင်ခဲ့ရင်ဘလို့လုံးမလဲဆိုပြီးပြန်မေးလိုက်ပါ။အားလုံးပဲအောင်မြင်ကြပါစေခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့တွေအကျိုးချစေမဲ့ဗီဒီယိုလေးတွေကို အမြဲတမ်းဒီဆက်ပေးနေတာဖြစ်တာကြောင့် like and subscribe လုပ်ထားပြီးဖို့အကြံပြုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ